တည်ငြိမ်မှုဆိုတာဖြစ်တယ်။ဟောသီလကနေဆက်သွယ်ပြီးတော့ပအဝိပတိတာရာစိတ်နှလုံးကြည်သာတယ်စိတ်နှလုံးကြည်သာခြင်းကပမောစာဝမ်းမြောက်တယ်ပီတိဝမ်းသာတယ်နှိမ့်ချတယ်ပတ္တတိကိုရောစေရောငြိမ်းချမ်းတယ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိတယ်ပြီးတဲ့အခါကျတော့တမာတိဆိုစိတ်တည်ငြိမ်မှုရတယ်အဲ့ဒီအကျိုးပြုတာဖြစ်တော့ကြောင်းဒီသီလကအကျိုးပြုတာဖြစ်တော့ကြောင်း ုတည်လာပြီတမာတိကိုထောက်ကူပြုတယ်တည်လာအဲ့ဒီလိုမဟုတ်လို့ရှိရင်ကိုယ့်ကိုယ်ပြန်စဉ်းစားလိုက်ငါမဟုတ်တာဘာလုပ်ထားတယ်ငါမှာတည်လာရှိတယ်မရှိဘူးကိုယ့်ကိုယ်တည်နေတာအဲ့လိုတည်လို့ရှိရင်စိတ်ကရောက်ရခတ်ပြီးတော့သူကတရားကျင့်လို့မရဘူးဆိုပါစို့ရှင်အင်္ဂုလိမာလမထေရသဗျာစီရသဗျာရဲ့ပေါ်မှာယုံကြည်ပြီးတော့ လုံးဝသူဟာလူချမ်းကြီးဘဝကနေဆွတ်လပြီးရဟန်းဘဝရောက်တာရဟန်းဘဝရောက်လာလို့မြတ်စွာဘုရားပေးတဲ့နေစနစ်အတိုင်းတရားအထုတ်တာတကယ်ကတော့အာယုံလေးယူလိုက်ရောသူမြင်ခွင့်နဲ့ကဘာတွေမြင်တော့ဆိုလို့ရှိရင်သူဟာတောထဲမှာနေပြီးတော့ဝဲလာတဲ့လူတွေကိုလိုက်ပြီးဓာတ်နဲ့ခုတ်ထားတော့နော်လှမ်းနဲ့ထိုးတာတော့အော်ကြဟေးကြပြေးကြလွှားကြဒါတွေပဲမြင် တရားထုတ်တဲ့အခါမြင်ကွင်းတွေကအဲ့ဒါတွေကြီးပဲလာနေအဲ့ဒါတွေလာလို့သူတရားထုတ်လို့ကိုမရနိုင်ဘူးနောက်ဆုံးကြမှာမြတ်စွာဘုရားယတောဟံဘဂိနီရိယာယဇာတိယာဇာတောဆိုတဲ့အင်္ဂုဏိမာလာပြိမာလာတယ်လို့ပဲရဟန်းဖြစ်လာတဲ့နောက်ပိုင်းမှာသူဒီအလုပ်တွေမလုပ်ပါဘူးဆိုပြီးရှေးဘက်ကဟာတွေကိုမေ့ထားလိုက်ပြီးတော့ရဟန်းဖြစ်လာတဲ့အချိန်ကစပြီးပြန်ဆင်ခြင်စဉ်းစားလိုက်တဲ့အခါမှာသူစိတ်ဟာ တည်ငြိမ်အေးချမ်းမှုကိုရလာပြီးနောက်ဆုံးတရားတွေ့ရသွားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကမှာကိုချင်းသီလပြက်လာတဲ့ပုံကိုတရားဟာဘလို့မှတမာတိစိတ်ကိုထူထောင်လို့မရနိုင်ဘူးကိုလုတ်ခဲ့တာတွေကအရှူ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 ခေါင်းထဲမှာပေါ်လာတယ်အခုမေဂိယမထေမှာပေါ်တယ်ဆိုတော့အခုဘဝမဟုတ်ဘူးအတိတ်ဘဝဟာဒီတောင်ပေါ်လာတယ်နော်အဲ့တော့အတိတ်ဘဝပေါ်လာတာဟာတခါတခါလူတွေဟာတယောက်တည်းနေတွေးတတ်တယ်အဲ့ဒီအတွေးတွေဟာ ခုဘဝနဲ့ပတ်သက်တဲ့အတွေးရှိသလိုလိုအတွေးရှိသလိုအတိတ်ဘဝနဲ့ပတ်သက်တဲ့အတွေးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့သို့တော့ကိုကအတိတ်အတွေးလားပစ္စုပန်အတွေးလားဆိုတော့မခွဲခြားနိုင်လို့တခါတလေထူးဆန်းတဲ့အတွေးတွေတွေးမိလို့ရှိရင်တော့ဒါအတိတ်တုန်းကသဘောကျတဲ့အတွေးတွေပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလို့ရသော်ဗျာကတီလာကိုစင်ကြအောင်လုပ်ပြီးတီလာကိုမပြတ်စင်ကြပေးရမယ် ငါပါရဏိပန္နလုံနေအာရဏရဏလုံနေငါသီလဟာယ ahanan ပုဂ္ဂိုလ်ကြီးကျင့်တဲ့သီလမျိုးဖြစ်တယ်လို့စိတ်ထဲမှာဝမ်းသာအားရဖြစ်အောင်သီလကိုဆင်ခြင်စင်အဲ့ဒါလို့သီလကိုအာယုံပြုပြီးတော့နေခြင်းအားဖြင့်လည်းပဲဒီတမာရိစိတ်လေးမရင်ကျက်သေးလို့ရှင်ရင်ကျက်လာဖို့အတွက်အထောက်အကူတွေဖြစ်တယ်စိတ်ကိုတဖြည်းဖြည်းဆုံးမသွားတဲ့သဘောခုနကကလျာဏမိတ်တ္တဆိုတာအပြင်ဘက်ကအထောက်အကူ